မင်္ဂလာပါဂျမက်စကလန်ဆိုမင်းပါဒီနေ့ရတော့ပေါ့လေအဲကာဖိုးရှော့အကြောင်းပေါ့လေပန်းဝင့်မော်အလက်ဂျစ်ယောဂအကြောင်းပြောသွားမယ်ပေါ့လေဒါပေါ့လေအဲဂျပန်လူမျိုး90ရာခိုင်နှုန်းအထက်ဖြစ်တဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်ပေါ့လေအဲဂျပန်မှာရှိနေတဲ့မြန်မာတွေလည်းအများကြီးဖြစ်နေဖြစ်နေလိမ့်မယ်လို့ထင်တယ်ပေါ့လေတချို့တွေဆိုလို့ရှိရင်လူတွေကိုဖြစ်လို့ဖြစ်မှန်းတော့မသိဘူးပေါ့လေဒီယောဂဖြစ်လို့ဖြစ်မှန်းတော့မသိဘူးပေါ့လေအဲ့ဒါပေါ့လေအဲဒီယောဂကြောင့်သိစိတ်ပြောသွားမယ်ပေါ့လေ အဲကာဖွန်ရှိုးလို့ခေါ်တယ်ပေါ့လေအဲဂျပန်လူမျိုး90ရာခိုင်နှုန်းအထက်ဖြစ်ရတဲ့တဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်ပေါ့လေနှစ်ယောက်မှာဂျပန်လူမျိုးနှစ်ယောက်မှာတယောက်ဖြစ်နေတယ်ပေါ့လေအဲဂျပန်ကိုစားရရောက်ချင်းပြီးစားရောက်ချင်းဖြစ်တဲ့လူကနေတယ်ပေါ့လေနှစ်နှစ်လောက်နေတော့မှအနည်းဆုံးနှစ်နှစ်လောက်နေဒါမှမဟုတ်သုံးနှစ်လောက်နေတော့မှစားဖြစ်တာတွေများတယ်များတတ်တယ်ပေါ့လေအဲ့မှာအများဆုံးဖြစ်တဲ့စီရင်စုတွေပေါ့လေအများဆုံးဖြစ်တဲ့စီရင်စုနံပါတ်1ကပေါ့လေအဲယာမနာစကန်ပေါ့လေယာမနာစကန်ရဲ့အဲနံပါတ်2ကမီးရဲ့ကန် နံပါတ်3ကရှီဇိုကကျွန်တော်နေတယ်ပေါ့လေရှီဇိုကကအဲနံပါတ်4ကဂွန်မာကနဲ့နံပါတ်5ကဆိုင်းတမကအဲ့တော့ဒီမှာဇယားလေးရေးထားပေါ့လေ2025နှစ်လပိုင်း26တုံးပါပေါ့လေအဲကအဲဘလိပေဘလောက်ရာဂိုင်းလုံးတွေဖြစ်ကြလဲဆိုတဲ့ဥစ္စာပေါ့လေတော့ရေးထားတယ်ပေါ့လေအဲ့မှာကိုနေတဲ့ခရိုင်ပေါ့လေကိုနေတဲ့စီရင်စုကိုရှာကြည့်ပေါ့လေကိုနေတဲ့စီရင်စုကနံပါတ်ဘလောက်ရှိလဲဆိုတဲ့ဥစ္စာကိုကြည့်ကြည့်ပေါ့လေ အဲ့မှာဟိုကိုက်တော့က46ရာခိုင်နှုန်းနဲ့အာဝမိုရီယာအ46မို့40 46နံပါတ်46ဖြစ်ပြီးတော့အနိုင်ဆုံးဖြစ်ပြီးတော့အာဝမိုရီယာလေးနံပါတ်45ပေါ့လေအဲဒုတိယအနိုင်ဆုံးဖြစ်တယ်ပေါ့လေအဲ့တော့မြောက်ဘက်ကိုတွားလေတွားလေဒီကာဖွန်ရှိုးဖြစ်ဖို့ရာခိုင်နှုန်းလေးလေးဖြစ်တဲ့အတွက်ကြောင့်ပေါ့လေဟိုကိုက်တော့မှနေနေတဲ့မြန်မာတွေကတော့ပေါ့လေကာဖွန်ရှိုးဆိုတာဘာလဲငါတို့မသိဘူးဆိုတဲ့လူတွေပို့တော်များနိုင်တယ် ေဇပယ်ရောက်တာလည်းမကြသေးဘူးအဲဟိုကိုက်တို့ရောက်သွားတယ်ဆိုလို့ရှိရင်တော့ပလိရာမောအာဝမှုတွေရောက်သွားတယ်ဆိုလို့ရှိရင်တော့ကာဖွန်ရှော့နဲ့နည်းနည်းမတက်ဆိုင်ဘူးမဆက်ဆိုင်နဲ့မတက်ဆိုင်တဲ့ယောဂဖြစ်ရင်ဖြစ်မှာလေဟုတ်ပြီသူရဲ့ယောဂလက္ခဏာတွေကဘာတွေရှိလဲဆိုလို့ရှိရင်အထူးသဖြင့်ပေါ့လေနှာခေါင်းပေါ့လေနှာခေါင်းသာချီးရယ်မိုးလင်းတာနဲ့နှာချီးတယ်ပေါ့လေမိုးလင်းမနဲ့မိုးလင်းမျက်လုံးပွင့်ပြီးတော့သွားတိုက်ဖို့လုပ်နေတဲ့အချိန်မှာပဲစပြီးတော့ဆယ်ကောင်းနဲ့အထက်နာချီနေပြီဆိုလို့ရှိရင် ဒါဆိုရင်ဒါနေ့တိုင်းဖြစ်နေပြီဆိုလို့ရှိရင်ဗောလေအခုတနလပိုင်း၃လပိုင်းအမ၃လပိုင်းကုန်ပြီဗောလေ၄လပိုင်းတို့မှာနေ့တိုင်းနေ့တိုင်းမနက်မိုးလေးနာနေတာချင်းနေပြီဆိုလို့ရှိရင်ဒါကဟော့ရှော့ဖြစ်နေတာပဲတရားရကန်တော့ပေးကြတယ်ဗောလေအဲနောက်ပြီးတော့နိုင်ကြတယ်နိုင်တောက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 ်ကြတယ်ဗောလေအဲကဟော့ရှော့ရဲ့နိုင်ရဗောလေအကြည်ဗောဒီအကြည်အဲအရာမပါတဲ့အကြည်နာရေကတောက်တောက်တောက်ကြာနောက်နှာခေါင်းလေးပိတ်တယ်တက်ရှိပိတ်တယ်နှာခေါင်းလေးပိတ်တယ်အဲနှာခေါင်းမှာဖြစ်တယ်မျက်စိမျက်စိတွေအရင်ရားတယ် ဘလောက်ညာလဲဆိုမနေနိုင်မထိုင်နိုင်လောက်ညာတယ်ဗောလေအဲ့တော့မျက်စင်းခတ်စီလိုလိုတယ်ဗောလေမျက်စင်းခတ်စီလိုမျက်လုံးတွေหนีပြီးတော့လေမျက်ရည်တွေကျတယ်မျက်ရည်တွေကျတယ်အဲ့တင်းတဲ့နှစ်ကဗောလေအဖြစ်အများဆုံးလက္ခဏာတွေဖြစ်တယ်ဗောလေယောဂလက္ခဏာတုံးကလေကြောင်းနေလေကြောင်းရာတာတို့လေကြောင်းနာတာတို့ချောင်းဆိုးတာတို့အဲ့ဒါတွေကဗောလေဖြစ်တယ်ရင်းရှဲမဖြစ်တဲ့လူတွေရှိတယ်ဗောလေအဲ့နံပါတ်လေးကအရေးပြားရားတယ်၆တယ်ဗောလေ အရေးပြားရတာတွေဖြစ်တယ်၆တာတွေဖြစ်တယ်အရေးပြားတွေหนีတယ်အหนีဖူးလေးထွက်လာတယ်ဗောလေအဲ့ဒါတွေကဗောလေတိတ်ပြီးတော့ဟိုအရေးပြားအหนีတွေအหนีဖူးထွက်လာရင်တော့တိတာပဲဗောလေရတာလောက်နဲ့၆အသားချိုက်အသားရေ၆တာနဲ့လောက်နဲ့ဗောလေတိတ်ပြီးတော့ဂရင်းမဆိုင်ဘူးဗောလေစောင်းရည်ဖြစ်လို့အသား၆တာလားဆိုပြီးတော့ထင်ကောင်းထင်နိုင်တာဟုတ်အဲ့တိတ်ပြီးဂရင်းမဆိုင်ဘူးဗောလေနောက်ပြီးခေါင်းလေးကိုက်ရဲ့ခန္ဓာကိုယ်လေးလေးလံပြီးတော့ဗောလေစိတ်တွေရှုပ်ထွေးတယ်ဗောလေစိတ်တွေရှုပ်တခုခုအာယုံမဆိုင်နိုင် အဲ့ဒါတွေကယောဂလက္ခဏာပေါ့လေအအတိတာဆုံးကနံပါတ်1နဲ့နံပါတ်2ကပေါ့လေအတိတာဆုံးပေါ့လေဘာလဲမိုးလေးလာနေစေကောက်အထက်ချီနေပြီဆိုလို့ရှိရင်တော့ဒီကောက်ကာဖုန်းရှော့ဖြစ်နေပြီစေကန်အမြန်ဆုံးသွားရင်သွားအဲမသွားရင်ပေါ့လေစေးဆိုင်နေမှာလဲရောင်းနေပေါ့လေစေးဆိုင်နေမှာရောင်းဘာကြောင့်ဖြစ်တာလဲဒီပန်းဝင်းမုံယောဂါဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ပေါ့လေအဲ့ဒါပေါ့လေအဲပန်းဝင်းမုံကြောင့်ဖြစ်တယ်ပေါ့လေပန်းဝင်းမုံကြောင့်ဖြစ်တယ် ဘယ်အချိန်မှစပြစ်လဲဆိုနှစ်လပိုင်းနဲ့ငါးလပိုင်းအတွင်းဖြစ်တယ်။အဲ့နှစ်လပိုင်းကနေငါးလပိုင်းအတွင်းဖြစ်တဲ့ကာဝင်းပေါ်ကဒီနှစ်မျိုးကြောင့်ပေါ့လေ။စီကာဖွန်နဲ့အဲဟီနိုဂီကာဖွန်ဆိုတဲ့ဒီနှစ်မျိုးကြောင့်နှစ်လပိုင်းကနေငါးလပိုင်းဖြစ်တာများတယ်ပေါ့လေ။တခြားကာဖွန်တွေလည်းရှိတယ်ပေါ့လေ။တခြားကာဖွန်တွေလည်းရှိတယ်။အဲတခြားလတွေမှာဖြစ်တယ်ပေါ့လေ။ရှစ်လပိုင်းမှာဖြစ်တာတို့ဘာလို့လဲရှိတယ်ပေါ့လေ။ဒါပေမဲ့အရင်နေတယ်ပေါ့လေ။ကာဖွန်ရှော့လို့ပြောလိုက်ရင်ဒီစီကာဖွန်နဲ့ဟီနိုဂီကာဖွန်ရာအဓိကအဓိကဇက်ဇက်ကောင်တွေလေပေါ့လေ။ main တွေပဲပေါ့လေ။ ဒီစကီကဖုံးရတယ်ပေါ့လေဒီအတီးလေးတွေအတီးလို့ခေါ်တာဘယ်လိုခေါ်မလဲအဲ့ပေါ့ပန်းဝင်းပေါ့အဲဒီတည်းကနေပြီးတော့ပေါ့လေအဖြူရောင်အမုတ်လေးတွေလွင့်ပြီးတော့ပေါ့လေအဲ့ဒီအမုတ်လေးတွေကိုကျွန်တော်တို့ရှူလိုက်တဲ့ပုံမှာအဲ့ဒီကာဖုံးဘူးကပန်းဝင်းမုံလေးတွေကကျွန်တော်တို့ခန္ဓာကိုယ်တွေကဝင်ပြီးတော့ပေါ့လေအဲကျွန်တော်တို့အမျိုးမျိုးဒုက္ခပြေးတယ်ပေါ့လေဒီပန်းဝင်းမုံလေးကြောင့်ဖြစ်တယ်ဒီထင်းရှူပေါ့လေဂျပန်ထင်းရှူနဲ့အဲရိုးထင်းရှူပေါ့လေထင်းရှူဝင်းမုံလေးကြောင့်ဖြစ်တယ် အဲ့တော့ဘယ်လိုကာကွယ်ရမလဲဘယ်လိုကာကွယ်ရမလဲဆိုရင်ဒီယောဂကပေါ့လေအရက်ထူးဆန်းတဲ့ယောဂမဟုတ်ဘူးဂျမန်လူမျိုးနှစ်ယောက်မှတစ်ယောက်ဖြစ်တဲ့ယောဂဖြစ်တဲ့အတွက်ပေါ့လေစေးဆိုင်တွေမှာစေးတွေအများရောင်းတယ်အခုအချိန်တွေမှာဆိုလို့ရှိရင်လူတွေဝယ်တာများလွန်းလွန်းပေါ့လေစေးဆိုင်တွေကိုဝင်လိုက်တာနဲ့ဝင်ဝင်ချင်းနေရာမှာပဲကာဟွန်ရှိုတိုက်စကုဆိုပြီးတော့ကြည်ရေးတာပြီးတော့ပေါ့လေအဲ့မှာရောင်းတော့တာပဲပေါ့လေအဲ့မှာရောင်းတဲ့စေးတွေပါလေဆိုလို့ရှိရင်တောက်စေးတနေ့တော့နှစ်ကြိမ်တောက်ရတဲ့ဆေးတော့တနေ့တော့ဒီကြိမ်ပဲတောက်ပါဆိုတဲ့ဆေးရေပေါ့လေဆေးရှင်တောက်ဆေး ပြည့်မျက်စင်းခတ်စင်းရှိတယ်ဗောလေမျက်စင်းခတ်စင်းမျက်လုံးရမ်းရားတယ်ဗောလေမျက်လုံးရားတဲ့မျက်စင်းခတ်စင်းအဲနှာခေါင်းပိတ်တဲ့နောက်ချီတဲ့အတွက်ကြောင့်နှာခေါင်းဖြန်းစင်းရှိတယ်ဒီသုံးမျိုးကဝဲဝဲရမယ်ဆက်တုံနဲ့ဝဲဝဲရမယ်ဗောလေအဲ့ဒီသုံးမျိုးကိုဝဲဝဲရမယ်အဲ့ဒီအဲ့သုံးမျိုးကြိုင်ထားရင်ဒီကောင်ကာဖုန်းရှော့ပဲဆိုပြီးတော့တိတယ်ဗောလေအဲတောက်ဆေးရဗောလေတောက်ဆေးရအိမ့်ငိုက်တယ်ဗောလေဒီနေ့အိမ့်ငိုက်စီတယ် ဟုတ်ပြီအဲ့ဒါစေးဆိုင်နေမှာဝယ်တယ်အဲ့ဒီစေးဆိုင်နေမှာဝယ်လို့လည်းတိတ်စင်မပြေဘူးပေါ့လေမတက်တာဘူးဆိုလို့ရှိရင်စေးကန်သွားပေါ့လေစေးကန်ဘယ်စေးကန်သွားမလဲဒီမှာဟောလေစေးကန်ကြီးကအထွေထွေလေးကအမျိုးမျိုးရှိတယ်ဟောအဲအထူးကူတွေကမျိုးမျိုးရှိတယ်ပြစီကန်သွားမယ်ဆိုလို့ရှိရင်ဒီသုံးမျိုးသွားရင်ရတယ်ပေါ့လေဒီသုံးမျိုးမှာတစ်ခုခုသွားရင်ရတယ်နိုင်ကပေါ့လေအထွေထွေပေါ့လေနိုင်ကအထွေထွေသွားရင်သွားမသွားရင် GB ကပေါ့လေနားနှာခေါင်းလေစောင်းပေါ့လေနားနှာခေါင်းသွားပေါ့လေအဲဒါမှမဟုတ် allergic ကပေါ့လေ allergic အဲအထူးကူပေါ့လေအဲ့ဒီစေအဲ့၃မျိုးပေါ့လေအဲ့၃မျိုးပါတခုခုကိုသွားတခုခုကိုသွားတခုခုသွားရင်သူကအဲဒီဘောလေစေကူတာပေးတယ်ဗောလေအမှတ်ရတူတောက်စေများတော့ဒီစေပေးတယ်ဗောလေတောက်စေပေးတယ်မျက်စင်းခတ်စေပေးတယ်နှာခေါင်းနဲ့ထဲစေပေးတယ်ဒီ၃မျိုးပဲပေးတယ်ဗောလေဒါပေမဲ့ဗောလေအဲဒါဆရာဝန်ပေးတဲ့စေဆိုတော့ဗောလေအဲပို့ပြီးတော့ဗောလေအဲထီရောက်စေနိုင်တယ်ဗောလေထီရောက်မှာဟုတ်ပြီအဲ့ဒါအပြင်ဗောလေ ီပန်းဝင်းပေါ်ကခန္ဓာကိုယ်တည်းကိုမဝင်အောင်ပေါ့လေကျွန်တော်တို့ဘလို့ကာကွယ်ကြမှာပေါ့လေပန်းဝင်းပေါ်ခန္ဓာကိုယ်တည်းကိုဝင်နေတဲ့အတွက်ခန္ဓာကိုယ်တည်းကိုဝင်တာဘယ်ကဝင်မလဲဆိုဘဇက်ကဝင်မယ်နှာခေါင်းဝင်မယ်ပေါ့လေအဲ့တော့ master master တာအဲ့နောက်ပြီးတော့မျက်လုံးထဲဝင်မျက်စိအရန်ရားတဲ့အတွက်ကြောင့်မျက်လုံးကိုကာကွယ်မျက်မှန်တတ်မယ်ပေါ့လေပုံမှန်ကျွန်တော်တို့ပုံမှန်မျက်မှန်တတ်တဲ့ဥစ္စာတွေလေပေါ့လေဒီမျက်မှန်တွေလေကာကွယ်တော့ကာကွယ်ပေးတယ်ပေါ့လေ40ရာခိုင်နှုန်းလောက်ကာကွယ်ပေးတယ်ပေါ့လေဒါမဲ့ပေါ့လေကာကွယ်မျက်မှန်တတ်ရင်ပို့ပြီးတော့ပေါ့လေထီရောက်တယ်ပေါ့လေကာကွယ်မျက်မှန်ပေးမှာပါပါ ဘေးမှာပါကာထားတာဆိုတော့ဘေးမှာပါကာထားတယ်တစ်ခုလုံးကာထားတာဆိုတော့ပုံပြီးတော့ထီရောက်တယ်ပေါ့လေနောက်ပြအဝေစားပေါ့လေအဝေစားတွေလည်းပန်းဝင်းမောင်ကတ်ဖို့ခက်ခဲတယ်ပေါ့လေဝေစားပေါ့လေဆွလို့ဆွလို့ချော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 ဖြစ်နေတဲ့ဝေစားတွေဝယ်ပေါ့လေအဲလေသာတို့ဘာမို့ပလတ်စတစ်ပုံစံမျိုးဟာပေါ့လေပိုလီယက်စတရီပေါ့အဲအဲ့လိုအဲ့လိုအသားတွေပေါ့လေအဲ့လိုအသားကအဲအဝေစားတွေကိုဝင်မယ်ပေါ့လေချီတဲ့အဲတုံးမွေးတဲ့တွေပါလေတိမ်မဝင်နေပေါ့လေတုံးမွေးတဲ့တွေက တဝင်းမောင်ကကတ်သွားပြီးမကွာတော့ဘူးဗောဒီတောက်ဆောက်ကတ်အဲတော့မွေးတွေပါတယ်ကတိတ်မဝက်ပဲနေဗောဒီအဲ့လိုဆွတ်လွတ်ဆွတ်လွတ်ဆွတ်လွတ်စီရှာအောင်တာချေ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 ာအပြည့်အပြည့်အပေါ်ဆုံးဝက်အောက်တာဆိုတာပြောအပေါ်ဆုံးဝက်တဲ့အဝက်ဗောလေအပေါ်ဆုံးဝက်တဲ့အဝက်ကတော့ဗောလေအဲဒီလိုဆွတ်လွတ်ဆွတ်လွတ်စတာအောက်တာဝက်ပါလို့ပြောတယ်ဗောအေးအဲအုတ်တော့ဆောင်မယ်ဗောလေဘာလို့ဆိုသပင်းမှာသပင်းမှာပန်းဝင်းမောင်ကတ်လွယ်တယ်ဗောလေဒါကြောင့်အုတ်တော့ဆောင်တယ်အုတ်တော့ဆောင်မယ်မျက်မှန်တတ်မယ်မတ်တတ်မယ် အဲတဲ့အင်ဂျီလဲဆိုလို့ဆိုလို့စတိုင်အဝဝဲဝဲမယ်ပေါ့လေအဲကြည့်လိုက်တော့ပေါ့လေအဲဘာအဲဘယ်လိုမျိုးလဲသွားပြီးတော့ဘန်အောင်ပဲဓမြတိုက်တော့မလို့လို့ပါလို့လို့ပုံစံမျိုးပေါ့ဘယ်မဲ့အဲ့လိုဝဲစားမျိုးဝဲပြီးတော့ကာဝဲရမယ်ပေါ့လေအဲ့လိုမျိုးကာကွယ်ရင်တော့တိတာတယ်ပေါ့လေဓမြတွေကပေါ့လေကြည့်လိုက်တာနော်အာဒီလူကတော့ကာဖုန်ရှော့ဖြစ်နေတာပဲတော်တော်ခံစားနေရတာပဲအဲ့ဆိုပဲတိတာတယ်ပေါ့လေအဲမသက်နိုင်ဘူးပေါ့လေ ကိုကဟိုပါလေယောဂတတ်တာဖို့အတွက်ပေါ့လေအဲဝစ်တင်ဝစ်ရမယ်ပေါ့လေဝစ်ရမယ်ပေါ့လေအဲနောက်ပြီးတော့အပေရောက်သွားတယ်အဲအကျော်သွားပြီအဲနောက်ပြီးတော့အဲရောက်သွားတယ်အဟုတ်တယ်အုတ်တော့ဆောင်းမယ်လေအုတ်တော့ဆောင်းမယ်ဆောက်ပြီးစပင်းအောင်လဲစီးထားမယ်ပေါ့လေစပင်းလဲစီးထားနောက်ပြီးတော့အဲနာရီခဏခဏကြာတဲ့အတွက်ပေါ့လေတ िश ူးကဆောင်းဆောင်းထားတယ်တ िश ူးကဆောင်းဆောင်းထားတယ် အပြန်ပြန်လိုက်ပါလို့မလဲပြန်ပြန်လိုက်ရင်အဝေစားမှကတ်နေတဲ့ပန်းဝင်းမုံလေးတွေကိုခါချပြရမယ်ခါချပြရမယ်ခါချပြရမယ်အိမ်ထဲမဝင်ခင်မှာခါချပြရအကောလုံးခါချပြရမယ်လက်နဲ့ခါချပြရအကောလုံးခါချပြရမယ်နောက်ပြီးတော့အိမ်ထဲရောက်တဲ့နဲ့ပလုတ်ကျင်းတာတို့မျက်နှာတစ်သားတို့လောက်ပြီးတော့ပါလေအဲလေเจ้าမှာရှိနေတဲ့ပန်းဝင်းမုံလေးကိုထုတ်ပြရမ နောက်ပြီးနှာခေါင်းထဲကိုပန်းဝင်မှုနေဝင်နိုင်တဲ့အတွက်နှာခေါင်းဆေးရမယ်ဗောလေနှာခေါင်းရိုးရိပ်နဲ့ဆေးရင်နှာခေါင်းနာတယ်ဗောလေအဲကြောင့်နှာခေါင်းဆေးတဲ့ရေကိုဗောလေဝယ်ပြီးတော့နှာခေါင်းဆေးတဲ့ရေကိုဝယ်ပြီးတော့ဆေးမယ်အမလို့အိမ်ထဲမှာနေရင်လည်းဗောလေလေးတန်းဆက်ဗောလေလေးတန်းဆက်ထားတာဒီလေးတန်းဆက်လေးဈေးကြည့်တယ်ဗောလေနောက်3000လောက်ပေးရတယ်ဗောလေလေးတန်းဆက်ဝယ်ပြီးထားတာပဲနောက်ပြီးတန်ရှင်းဗောလေတန်ရှင်းကိုတနိုင်တလောက်ဗောလေတနေနှစ်ကြိမ်လောက်တာတော့ဗာလို့ဗောလေလောက်ပြီးတော့အိမ်ကိုတန်တန်ရှင်းရှင်းနဲ့နေတာပို့ပြီးတော့ကောင်းတယ် ဟုတ်ကဲ့အဲအဲ့ဒါတွေလောက်ပြီးတော့ဗောလေအဲကာကွယ်ကြည့်ပါဗောလေအဲ့ဒါတွေလောက်ပြီးတော့ကာကွယ်ကြည့်ပါအဆင်ပြေသွားလိမ့်မယ်လို့ထင်တယ်ဗောလေအပီးအထိဗောလေအဆုံးအထိကြည့်မိရဲ့တွေ့လဲကျေးဇူးတင်ပါတယ်ခင်ဗျာအဲနောက်ပြနောက်ထပ်ပင်စင်ဗောလေနောက်ထပ်ပင်စင်ဝင်ဆောင်မှုတွေပေးတဲ့အတွက်ကြောင့်ဗောလေနောက်ထပ်ပင်စင်လောက်ဖို့တက်ဗောလေခက်ခဲရှိလဲဆက်သွယ်ပေးပါခင်ဗျာဒီနေ့ဖို့ကတော့လောက်ပါပဲကျေးဇူးတင်ပါတယ်